တ်တယ်တော်တော်များများလည်းတချို့ကအဲ့လိုယူပြီးွားပြီလားယူအဲ့လိုမျိုးထင်ကြရပါတော့ဒါကွာရတာရုံးအတွက်ဒါရိုက်ပေးထားတဲ့ commercial အတွက်ပုံလေးဆိုတော့ပုံလေးရာလည်းတကယ်လှလဲလှတယ်အသက်လည်းဝင်တယ်ပြော်ဒီမှာကွာတော့တွားရိုက်ထားလဲပင်တရားထိတွားရိုက်ထားဆိုတော့ပုံလေးရာလည်းလှလို့အာတော်တော်များများအဲ့လိုလည်းထင်ကြရတာဖြစ်ပါတယ်အဲ့ဒါစလိုက်တာဘယ်သူလဲမသိဘူးကျွန်တော်တို့အမှန်တိုင်းပြောရရင်အဲ့ဒါလေဟိုကျွန်တော်တို့ MRD 4က wedding ဟိုမင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့အတွက်နေရာလေးတွေရှိတယ်ကျွန်တော်တို့အဲပင်တရာမှာအဲ့ဟာလေးတွေ main set အတွက်ကျွန်တော်တို့တွင်ညာသဘောမျိုးလေးရိုက်ကြတဲ့အချိန်မှာအဲဟိုပါပေါ့အဲ့ပုံလေးကိုကိုကလည်းဒီတိုင်းပဲတင်လိုက်တာကျွန်တော်အပေါ်မှာလည်းရေးထားတယ်ဓာတ်ပုံဆရာ makeup ပါညာရေးရတာဒါမှမရေးမိလိုက်ဘူးကျုံ့တဲ့ပါညာဆိုမြေးမိလာအမှတယောက်က congratulation ဆိုပြီးလာလို့လာအဲ့ကနေစလိုက်တာအားလုံးကပြီးတော့မိမရောအရေးတင်နေကြငါတော့ပြောပြတယ်ဟိုဘာလို့လဲဆိုတော့တခြားမဟုတ်ပါဘူးဟိုကိုကတေချာစီစဉ်ပြီးတေချာပြီးဆိုမှပြောကြည့်လိုက်တစ်ဖက်ဘင်္ဂလီးဒေ့ရှ်ဖြစ်တယ်လို့ကြောင်မလို့ သူ့တိတ်ခါလဲကြည့်ရတဲ့အတွက်ကြောင့်မလို့ကိုဘက်ကတေချာပြီဆိုတဲ့အခြေကြောင့်မှာပရိသတ်ကိုထုတ်ပြပါမယ်အခုကတော့ကျွန်တော်တို့ဒီတိုင်းလေးပဲသမီးသက်ပုံစံမျိုးလေးပဲချစ်ပေးကြပါလို့ဘယ်တော့မှလည်းကွဲမှာမဟုတ်ပါဘူးလို့ဟုတ်ကဲ့အာဒီနေ့ဆိုင်လေးကတော့ဒါကျွန်တော်အကိုရဲ့ကျွန်တော်အကိုရဲ့အကြောင်းတော့ high school friend တွေပေါ့နော်ကျွန်တော်တို့အားလုံးစုပြီးတော့လူငယ်တွေပေါင်းပြီးဖွင့်ကြတဲ့ကန်နဝေးရံကိုသမီးပေါင်းဆိုင်လေးဖြစ်ပါတယ် အဲကျွန်တော်တို့ရှယ်ယာရေလို့တော့မဟုတ်ပါဘူးအဓိကကိုယ့်ရဲ့မိသားစုဆိုင်ဆိုတော့ဒါကိုယ့်ကိုယ်ဆိုင်လဲကိုယ့်ဆိုင်ပဲဆိုတော့ကျွန်တော်တို့ကကိုတက်နေတဲ့ဘက်ကနေတောင်းယူပြီးလှုပ်ဆောင်နေတာပေါ့ဟုတ်တယ်ပေါ့ကျွန်တော်မင်းများလည်းတချို့ကလို့ယူပြီးွားပြီလားယူအဲ့လိုမျိုးထင်ကြရပါတော့ဒါကကရတာရုံအတွက်ဒါရိုက်ပေးထားတဲ့ commercial အတွက်ပုံလေးဆိုတော့ပုံလေးညာလည်းတကယ်လှလဲလှတယ်အသက်လုံးဝင်တယ်ပြော်ဒီမှာကတော့သွားရထားလဲပင်တရားထိသွားရထားဆိုတော့ပုံလေးညာလည်းလှလို့အာတော်တော်များများအဲ့လိုလဲထင်ကြတာဖြစ်ပါတယ်အဲ့ဆက်လိုက်တာဘယ်သူလဲမသိဘူးကျွန်တော်တို့အမှန်တိုင်းပြောရရင်အဲ့ဒါလေဟိုကျွန်တော်တို့ MRT4 က wedding ဟိုမင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့အတွက်နေရာလေးတွေရှိတယ်ကျွန်တော်တို့အဲပင်တရာမှာအဲ့ဟာလေးတွေမိတ်ဆက်တော့ကျွန်တော်တို့တွင်ညာသဘောမျိုးလေးရိုက်ကြတဲ့အချိန်မှာအဲဟိုပါပေါ့အဲ့ပုံလေးကိုကိုကလည်းဒီတိုင်းပဲတင်လိုက်တာကျွန်တော်အပေါ်မှာလည်းရေးထားတဲ့ဓာတ်ပုံဆရာမိတ်ကပ်ပါညာရေးတာဒါဘာမှမရင်းမိလိုက်ဘူးကျုံ့တော့ပါညာဆိုမြေးမိလားအဲ့မှာတယောက်က congratulation ဆိုပြီးလာလို့လာအဲ့ကနေစလိုက်တာစလိုက်တာလုံးဝပြီးတော့မိမရောက်ပြီတင်ကြဒါပေါ့လာလာတော့လာလာလာမှာပါ surprise ပေါ့ နှစ်ယောက်လုံးကအတွေးတူတဲ့အကြံတူတယ်နှစ်ယောက်လုံးလှုပ်ချင်တာကလည်းလူအများကြီးမဟုတ်ပဲနဲ့ကို့အရင်အရင်နီးဆုံးအချစ်ဆုံးလူတွေကိုပဲဖိ private session လေးကိုမှလို့ bohemian style လေးပေါ့ အဲ့လိုလူအများကြီးဆိုလို့ရှိရင်လည်းအဲ့ခံရလူရမ်းများပြီးဖိတ်ဖိတ်လို့ကြံခဲ့ရင်လည်းမကောင်းဆိုတော့ကို့အရင်ဆုံးဘာလို့ဆိုမင်္ဂလာဆောင်တာသိရင်ရပြီလေဆိုတော့အများကြီးလည်းမဖိတ်တော့ဘူးလေအဲ့လိုမျိုးလေးတော့စဉ်းစားထားဘာလို့ဆိုအခုခေတ်ချင်းတွေရတယ်အဲ့လိုပုံစံလေးတွေကပို့ပြီးလှုပ်လာကြတာတွေ့ရတယ်တချို့မင်္ဂလာပွဲအကြီးမလုံးခင်မှာတကယ်အရင်ဒီဆုံးလူတွေနဲ့အဲ့လိုမျိုးလေးတချို့လှုပ်ကြတာလည်းတွေ့ရဆိုတော့အဲ့လိုမျိုးလေးကိုသဘောကျအတွေ့တူတယ်ဆိုတဲ့ကျွန်တော်နေရလေအများကြီးအများကြီးညီစရာမလို့လှုပ်ချင်တဲ့ပုံစံလေးကစတူနေတာပေါ့ဒီကောက်ပွဲဟာတော်ပြီလေပြင်ပန်းနဲ့နှစ်ယောက်လုံး ဟုတ်တယ်သူတို့တကယ်သဘောကျရရရှင်းရှင်းလေးနဲ့လေတခြားမဟုတ်ပါဘူးအဓိကကျွန်တော်တို့ပူတိုင်းလည်းအရန်ကြီးအလောက်ကြီးအပင်ပန်းလည်းမခံနိုင်ဟိုဟိုဘယ်လိုပြောရမလဲကွာလဲဟိုကျွန်တော်တို့ကလည်းအရန်ကြီးဟိုလူများတာတွေအဲ့လိုတအားကြီးအဲ့လိုမျိုးရှုပ်ခွေးတာတွေမကြိုက်ဘူးကျွန်တော်တို့နှစ်ယောက်ကလည်းအေးစင်းစင်းနဲ့အေးစစ်စစ်လေး positive vibe နဲ့ကို family ကိုမိသားစုအတိုင်းဝိုင်းလေးနဲ့အဲ့လို ACC လေးနေရတာကိုသဘောကျတယ်အရင် low profile နေရတာကြိုက်တယ်ပေါ့အဓိကဒီကိုရီးယား wedding တစ်ခုလုပ်လိုက်ပြီဆိုရင်ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ်အဲ့ဒီနေရာမှာရှိမဲ့ wedding vibe လေးကိုရရင်ရပြီဆိုတော့အဲ့ဟာလေးမှာကိုယ့်အတွက်အမတ်တရားလေးပုံရိပ်လေးတစ်ခုချိန်ခဲ့ရပြီဒါတခြားလူတွေအများကြီးပါစရာမလိုဘူးဆိုတော့အဲ့လိုအဲ့လိုပုံစံမျိုးလေးစဉ်းစားထားပါအဓိကဒမီကာကိုလည်းသဘောကျတယ်ပါတယ် ဟာအရေးပဲမမ။ဘာလို့မင်္ဂလာဝတ်ဆောင်နေလဲမော်ဒယ်လုပ်တဲ့တောက်လျှောက်ကလည်းဝတ်ဝတ်ပြီးနေပြီဟိုတော့မြန်မာအင်ကြီးဝတ်မလားဒီ evening gown တွေဝတ်မလားပင်ကောင်းဝတ်အကိုင်းတွေဝတ်မလားကို့ဘွားမှာဝတ်ခဲ့ဦးတဲ့ဗာအင်ကြီးပေါင်းဆိုတာလည်းမနေတော့ဆိုတော့မင်္ဂလာဝတ်လို့လေဒီအင်ကြီးပဲဝတ်ကမှာဆိုမထူးတော့လေဝတ်ပူးပြီးသားဆိုတော့ကိုဝတ်ချင်တဲ့အရာအကြိုက်ဆုံးအရာအကြိုက်ဆုံးအရာအောင်ပဲရွေးပြီးတော့ကို့ဘွားမှာဝတ်မယ်လို့စဉ်းစားတာ။အဲ့ဒါပြောပြောပြပါဟိုဘာဘာလို့လဲဆိုတော့တခြားမဟုတ်ပါဘူးဟိုကိုကတေချာစီစဉ်ပြီးတေချာပြီးဆိုမှပြောကြည့်လိုက်တစ်ဖက်ဘင်္ဂလီးဒေ့ရှ်ဖြစ်တယ်လို့ကြောင်မလို့ သူ့တိတ်ခါလဲကြည့်ရတဲ့အတွက်ကြောင့်မလို့ကိုဘက်ကတေချာပြီဆိုတဲ့ချိန်ကျတော့မှပရိသတ်ကိုထုတ်ပြပါမယ်အခုကတော့ကျွန်တော်တို့ဒီတိုင်းလေးပဲသမီးသက်ပုံစံမျိုးလေးပဲချစ်ပေးကြပါလို့ဘရောမှလည်းကွဲမှာမဟုတ်ပါဘူးလို့တဲ့အဲ့ဒါပြကြောလုံးနေလေးဆိုတော့ဘာမှစိတ်ပူစရာမလိုဘာလို့အမျိုးသမီးတယောက်မိန်းကလေးတယောက်ပိုလှလာတယ်ပိုကြည့်ကောင်းလာတယ်ဆိုတာသူ့ဘေးကထားတဲ့ပါတနာကြောင့်လည်းအများကြီးသက်ဆိုင်နေဆိုတော့ဘုရားကွယ်လဲအရှိအရင်မှာတော့ကလည်းဟိုလိုကိုတော့ကောင်းတာလို့ရှိတယ်မကောင်းတဲ့လူရှိတယ်လို့ပေါ့နော်ဟိုမျိုးမျိုး ဟိုခန်းစားခဲ့ရတာများတော့အနိုင်မြင့်တက်ကြရရမ်းများသူနဲ့မှာအနိုင်မြင့်တက်ကြဆိုတာမရှိဘူးတဒန်းနဲ့ပဲသွားတယ်ဆိုတော့နေရောင်လုံးကလည်းစစ်တူကိုတူဖြစ်တဲ့အတွက်အပုတ်အစင်ပြေသွားတာပေါ့နှစ်နှစ်ပြည့်တော့ပဲဟုတ်အဓိကတော့ planning ကတော့အများကြီးရှိပါတယ်ဟိုအဓိကကျွန်တော်တို့နေရောင်ဟိုရှေ့လျှောက်ဖို့အတွက်ကအဓိကကိုပိုင်စီးပွားရေးလေးတစ်ခုတိချာအစင်ပြေသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာမှပူကြမလို့တော့ဟိုနေရောင်ကြားထဲမှာထားတဲ့ဟိုမြေတားတွေဘာတွေကတော့အများကြီးပြောစရာမလိုဘူးယူဆတွေတွေးခေါ်ရင်လည်းအများကြီးပြောစရာမလိုဘူးအဓိကကိုရီနေရောက်ရှည်သွားဖို့အတွက် ဟိုတီးကြခိုင်ပါတဲ့လုပ်ငန်းလေးတစ်ခုတော့နှစ်ယောက်အတူတူလုပ်ဖို့အတွက်စီစဉ်နေရဲအဲ့ဒါလေးအဆင်ပြေပြီဆိုတော့တော့ကျွန်တော်မင်္ဂလာသတင်းလေးကြားအောင်ဟုတ်ငါတို့နှစ်ယောက်လုံးချစ်ပေးကြပြည်သက်တွေအားလုံးကတော့ကျေးဇူးများကြီးတင်ပါတယ်ပါတယ်လို့ဟုတ်ကဲ့